စလမ်စတင်ထွန်းကားတဲ့အချိန်လုံးကကမ္ဘာပေါ်မှာအလွန်ကိုကြီးကျယ်တဲ့အင်ပါယာကြီးနှစ်ခုရှိဆာဆာနီယန်ဒိုင်နက်စတီနဲ့နောက်တစ်ခုကတော့ဘိုင်ဇန်တိုင်းဘိုင်ဇန်တိုင်းဒိုင်နက်စတီလို့ခေါ်ရောမအရှေ့ရောမအင်ပါယာရှိတယ်နောက်တစ်ဖက်မှာအီရန်နီတွေအုပ်စိုးတဲ့ဆာဆာနစ်အင်ပါယာရှိဒီနှစ်ခုကအကြီးဆုံးပဲတမန်တော်မြတ်နဲ့ဆာဘာတွေကမဒီနာကနေထိုင်ပြီးတော့အစ္စလာမ်ရဲ့ဒါဝတ်ကိုပေးတယ်လူတွေကိုအစ္စလာမ်ဘက်ကိုဖိတ်ခေါ်တယ်အဲ့ဒီပုံမှာတဖြည်းဖြည်းနဲ့တရားမျှတမှုတွေကလွှမ်းမိုးလာတဲ့ချိန်

حضرت سعد بن ربی وقا صدی اللہ تعالیٰ نو تمہنم یا کہ اچھے سو میں سوی نیرے ماں پارے پرماؤں گو اسلام اللہ کھنگے رے صحابہ سیعو رے ماں پارے امیان جی اسلام نے پت نبی رو اکھا کھے رے دوکھا رے گو چونگے, چونگے یا رے پکو رے ماں پارے ہجرت نو پی رے نو پالے بدر ماں احد ماں خندق ماں فتح مکہ ماں خدای ما, ما تمانمیا نے ترو امیا یا رہن ٹھچا مکوا تمانمیا کے اناو ملائی کھرے پوکو پھر اہوت ماسویں تمانو امیا جی دواری پی کھر

အဲ့ဒီကောနန်းတော်မှာခင်းထားတဲ့ကော်စောတွေဒါတွေအားလုံးကိုမဒီနာကိုပို့လိုက်ဟဇရတ်အိုမာကဒါတွေကိုကြည်ပြီးတော့ဟဇရတ်အိုမာမျက်ရည်ကျအော်ဆာဒ်ကအင်တာမတစ္ဆာရှိတဲ့လူပါလားဒါတွေအားလုံးဟိုမှာလူတို့ယူလိုက်လို့ရတာပဲအကုန်လုံးကိုတပြားတစ်ချက်မကြံကော်တော့တစ်ချက်မကြံအောင်အားလုံးကိုမဒီနာကိုပို့ခဲ့တယ်ဟဇရတ်အိုမာရဒီအလ္လာဟူတာလာနုစီကိုအရောက်ပို့ပြီးတော့လူတွေအားလုံးမွတ်စလင်တွေအားလုံးကိုခွဲဝေပေးခဲ့တယ် سعید بن بیوقع صدی اللہ تعالیٰ نو ام یا اسلام پہ اللہ دے لو کہہ رہے امپایا جی رہے گو پھر گئے امپایا جی رہے آنائیں گئے اسلام کے دعوت کو گبامی اسونی توابی رو پی گئے صحابہ رہے رہے ماں پا رہے تکے گو اسلام تمائے ستو جیتے یاو پھر دے سو اچھے نے یاو لارے چھے ماں مسلم نے اچھے نے جا ماں سیون کوئے مورے پھر لارے تپنے تپنے یہاں لو مورے پھر لارے ရန်သူတွေကတတိယအုပ်စုတွေကရောက်လာပြီးမဒီနာမှာရန်တိုက်မှုတွေပြုလုပ်ခဲ့တယ်။အဲ့ဒီမှာအချင်းချင်းစေဝင်းကွဲမှုတွေဖြစ်နေတဲ့အချိန်ဟာတဲ့စာအက်ကပြဿနာတွေအားလုံးကနေဝေးဝေးနေတယ်။ဘယ်ထဲမှာမှဝယ်မပါဘူး။ကောင်းတဲ့စကားလည်းမပြောဘူး။ဆိုးတဲ့စကားလည်းမပြောဘူး။မဒီနာမြို့ပြမှာဝါသည်အခိခ်ဆိုတဲ့နေရာရှိတယ်။အဲ့ဒီနေရာကိုတဦးတည်းထွက်သွားပြီးတော့ကလောက်တွေကိုကြောင်ပြီးစိတ်တွေကိုမွေးပြီးတော့တယောက်ထက်အဲ့ဒီနေရာမှာပဲဇက်မြုပ်ပြီးနေထိုင်လိုက်။တားဖြစ်သူကပြောတာပေါ့။အော်အပါပါလို့အဲ့လိုနေတာလေ။ဟိုမှာလူတွေအားလုံးကနိုင်ငံရေးအတွက်ကြိုးပမ်းနေတယ်။ တခါလဲသူတို့အလုပ်တွေလုပ်နေကြတယ်အပါလဲမြို့တဲကိုသွားပြီးတော့ဒီအလုပ်တွေဝင်လုပ်ပါလားအဲဒါဆာဒ်ကတားကိုဘာပြောလဲဆိုတော့ငါတားမင်းမထားအလ္လာဟ်ကားတဲ့ဘလို့လူတွေကိုအလ္လာဟ်ကချစ်လဲဆိုရင်လူတွေစီကနေမျောလင့်ကြမထားတဲ့လူတွေယာရုအာနာတွေကိုမမျောမတ်တဲ့လူတွေပြဿနာတွေထဲမှာမပါတဲ့လူတွေအဲ့ဒီလူတွေကိုအလ္လာဟ်ကချစ်တော်မူတယ်ဒီစကားကိုပြောပြီးဟာဒါဆာဒ်ကဘရောမှာမြို့တဲကိုပြန်မလာတော့ဘူးအကိကမှာပဲနေလိုက်တယ်နောက်ဆုံးအဲ့ဒီနေရာမှာပဲအလ္လာဟ်ကိုခံသွားတယ်